ားလုံးပဲမင်္ဂလာပါဗျ။အဲဒီနေ့ကတော့ကျွန်တော်ပြောနေကြကဟိုကျွန်တော်တို့ကောင်းတဲ့ချိုတွေကိုဘယ်လိုရွေးထုတ်မလဲပေါ့။နေနံတွေအတွက်။ဒီနေ့ကိုတွေတင်းလာအင်္ဂါပြောကြကျွန်တော်အခုဘုတ်တစ်ခုပြောဝင်ပါ။အဲနေသားသီးမှာကောင်းတဲ့ချိုတွေရှိတယ်။အဲ့ဒါတွေကိုဘယ်လိုအသုံးချမလဲဆိုတာသိသွားရင်ကျွန်တော်အများကြီးအသုံးတည့်တယ်။ဒါကျွန်တော်အကျဉ်းဆုံးပြောတာအကျယ်ကြီးအများကြီးပြောလို့ရသေးတယ်။နားလည်သွားရင်ကျွန်တော်တို့ကအဆင်ပြေတယ်။ဘဝကြီးမှာဘယ်လိုနေထိုင်မလဲဘယ်လိုစားတောင်းမလဲသိတဲ့ပုံစံမျိုးပဲဘေးထဲမှာလည်းအဲ့လိုသိတာရှိတယ်။အဘုတ်တစ်ခုတွေစပြောအောင်။ဘုတ်တစ်ခုတွေအတွက်ကောင်းတဲ့ချိုဟာရှိတယ်။ ာတင်းနေကုန်တွေရတင်းနေလာကြတာပရိရတင်းနေကုန်တွေရတင်းလာကြတာပရိရဗုဒ္ဓဟူသားမီးတွေအတွက်တကယ်ကောင်းတဲ့ဂျိုးတွေတကယ်ကိုအတွက်ကောင်းတဲ့အဖက်ကိုရသေးတဲ့ဂျိုးတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဓိကအားဖြင့်ကို့ကိုထိန်းချုပ်နေတာကတင်းနေကုန်တွေပါဗုဒ္ဓဟူသားမီးတွေကိုအပေါ်ကထိန်းချုပ်ပေးနေတာကကျွန်တော်တင်းနေကုန်တွေအဲ့တော့တင်းနေကုန်တွေဂျိုးကအကောင်းဆုံးဂျိုးတစ်ခုအနေနဲ့ဖြစ်တယ်ဘာလို့ဗုဒ္ဓဟူသားမီးတွေကတင်းနေကုန်တွေဂျိုးလိုအပ်တာလဲလိုအပ်တာလဲအဲ့ဒါလေးကျွန်တော်ပြောပြခြင်းတယ် တော့ဗုဒ္ဓဘူတာမီတွေထဲမှာအကုန်လုံးမဆိုလို့ဘူးဗုဒ္ဓဘူတာမီဆိုတာကတော်တော်များများနဲ့လက်ရောညီထွေနေတတ်တဲ့လူမျိုးတွေဖြစ်တယ်နော်အော်သူများနဲ့မအဆက်ဘူးလက်ရောညီထွေမနေတတ်တဲ့လူတွေလည်းမရှိဘူးမဟုတ်ဘူးရှိတယ်ဗုဒ္ဓဘူတာမီတွေရာဂိုင်နှုန်းအားဖြင့်တော်တော်များများနဲ့လက်ရောညီထွေနေတတ်ကြတာများတယ်ဟောအဆင်ပြေအောင်နေလိုက်တယ်ဟိုလူနဲ့အဆင်ပြေအောင်ပြောလဲဟိုလူနဲ့အဆင်ပြေအောင်ဟိုဟာဖြစ်တယ်အဲ့တော့မာနကြီးတခွဲသားနဲ့မနေဘဲနဲ့အားလုံးနဲ့ တော်ယုံဟာတက်အောင်နေတတ်တယ်လို့ဖြစ်တဲ့အတွက်လူတွေကဘာထင်လဲလို့အဲ့လိုလူကိုလေချက်စရာကောင်းတယ်လို့ထင်နိုင်တဲ့လူကတပိုင်းဘာကြောင်လူဘောကြီးပါကွာအားလုံးပြောရင်ဖြစ်ပါတယ်ကွာအဲ့လိုမျိုးထင်သွားတဲ့လူကတပိုင်းပေါ့အဲ့နှစ်ပိုင်းရှိတယ်ဘာကြောင်ပဲကျွန်တော်တို့ကဘုဒ္ဓဘူးသာသမီတွေတို့အုတ်ချုပ်ပေးမဲ့လူကတနင်္ဂနွေနော်တနင်္ဂနွေကြိုးစားဟိုအချို့ကတော့ပြောကြတယ်မာနာကိုတင်းငွေကြိုးစားမာနာလို့ပြောတယ်တင်းပြတင်းငွေကြိုးစားအကြီးအမှုကြိုး အာတင်ယူနေဆိုတော့ဥဆောင်နိုင်ဆိုတာမြင်မာတဲ့ဂျိုးဒါကြောင့်တင်ယူနေဂျိုးအုပ်ဆိုးထားတာဖြစ်တဲ့ဗုဒ္ဓဘူသားမိတွေကအချို့နေရာတွေမှာတကယ်ကိုအစွမ်းရည်ရှိတဲ့လူတွေဥဆောင်နိုင်ဆိုတာရှိတဲ့လူတွေတခုခုမှမြင့်မြင့်မာမာတော်နေတဲ့လူမျိုးတွေနော်ခေါင်းဆောင်စေရှိတဲ့လူမျိုးတွေအဲမျက်နှာခက်တီတီနေပြီးတော့အချို့နေရာတွေမှာငါလုပ်ပြနိုင်နေဆိုတဲ့ပုံစံမျိုးတွေအဲ့လိုပုံစံမျိုးလဲကျွန်တော်ပြောင်းနေဖို့လိုတယ်နော်ဒီနေရာလေးနဲ့နေနေတာမျိုးတွေထက်ဆိုင်အချို့နေရာတွေမှာခေါင်းဆောင်စေနော် ခေါင်းဆောင်အရေးအသွေးတာဝန်ယူမှုတာဝန်ခံမှုမျက်နှာခက်တီတီနေတာမျိုးတွေချုပ်နေရမှာခက်ပေါ်ပေါ်ကြီးမဟုတ်ပဲနဲ့အဲ့လိုမျိုးဖြစ်စေချင်တာပြီးတော့ဗုဒ္ဓဘုရားမြေကအဲ့လိုလိုင်အောင်ကြီးထွေနေပြီးပေါ့ပေါ်ပေါ်နေတာများတာဖြစ်တယ်တော့အချို့နေရာတွေမှာကျွန်တော်တို့ကအဲ့ဒီလုံနိုင်စွမ်းကြသွားတတ်တယ်အဲ့လုံနိုင်စွမ်းမကြအောင်ဒီနေ့ကိုနေရာထိမ့်မိတယ်အဲ့တော့တင်ရဗုဒ္ဓဘုဖြစ်တဲ့ဆိုရင်တာဝန်မှုတာဝန်ခံမှုတွေခေါင်းဆောင်နိုင်စွမ်းတွေနော်စွမ်းအားတွေမာနတွေဓာတ်ရီရှိဖို့လိုတယ်နော်အဲ့တော့ ဒါတွေရှိဖို့လိုတယ်ဒါတွေရှိရင်ပို့ပြီးတော့ကောင်းတယ်ပြီးရင်ဗုဒ္ဓဘူသာသမီးတွေကတနင်္ဂနွေကနဝင်းဖြစ်တဲ့အတွက်နဝင်းတနင်္ဂနွေကဘာကိုပြောတာလဲဆိုတော့မိဖကိုပြောတာမိဖကတနင်္ဂနွေကျိုးပိုင်တယ်နော်အဲ့တော့ဘုရားသားမီးတွေကတင်းနေကုန်နေအားကောင်းတာဖြစ်တဲ့အမိဖအားတွေရဲ့လမ်းညွှန်မှုကိုလည်းကျွန်တော်တို့ကဥပိ္ပခါပြုလို့မရဘူးเนาะမိဖတွေပြောရတဲ့အဲမှာကိုယ်နဲ့အတုံးတဲတဲ့ဟာတွေကိုယူသုံးဖို့လိုတယ်အမိဖပြောတာလကားပါကွာလူကြီးတွေဘာသိတာမို့အဲ့လိုပြစ်ပယ်တဲ့ဘုရားဖူးတွေအဆင်မပြေတာများတယ်ပြီးတင်းနေကုန်နေဆိုတာကျွန်တော်တို့က မင်းအစိုးရဥပဒေကိုရောက်တဲ့နိုင်ငံမှာရှိတဲ့ဥပဒေကိုလေးစားလိုက်နာဖို့လိုတယ်မလိုက်နာတာများလာရင်တစ်ချိန်ချင်းမအဲ့လူတွေကဒုက္ခရောက်တယ်ဘုဒ္ဓဘုရားမိနေမဟုတ်တာတွေလုံနေတယ်အောက်ဆိုက်တွေရှာနေတယ်ဟွာဒီယာတွေလုံနေတယ်ဒါပါတော့ဗျာမကောင်းဘူးမျှောက်လေတာတိပြီးသားပါအဲ့လူတွေလုံနေတယ်မဖြစ်ရင်ဘာမဖြစ်ဘူးဖြစ်ချိန်တန်ပြီဆိုရင်တို့ကဒုက္ခအကြီးရောက်တယ်ဒါတော့ဘုဒ္ဓဘုရားမိဖြစ်တယ်ဆိုရင်ချမှတ်ထားတဲ့နိုင်ငံတစ်ခုရဲ့စီမင်းစီကံဥပဒေတွေကိုလေးစားလိုက်နာပါအဲ့ဒါတွေကိုလက်တုံးကြလုံနေတယ်ဆိုရင်တစ်ချိန်ချိန်မှာတော့ဒုက္ခအကြီးရောက်လိမ့်မယ် အဲ့ဒါကိုလည်းမမေ့နဲ့အဲ့ဒါကိုလည်းကျွန်တော်ပြောချင်တယ်နော်ဒီအချက်ကအဓိကဒါဗုဒ္ဓဘာသာပြီးဖြစ်တယ်ဆိုရင်ဥဆောင်နိုင်ငံမြန်မာမယ်တာဝန်မှုတာဝန်ခံမှုရှိရမယ်ဟိုပေါ်ပေါ်ပဲပဲအရန်မနေပဲနဲ့မာနာဆိုတဲ့ပုံစံလေးထားမယ်လိုင်အောင်ကြီးထွေနေတာနေတာတပိုင်းငါ့ကိုလာမထီးနဲ့ငါ့ကိုတော့လာမကြောနဲ့ဒီလိုမျိုးရှိတယ်ဆိုတာမျိုးကိုလည်းသိအောင်ဟိုကျွန်တော်ပြောပြောနေကြပါမယ်မွေဟောက်မှန်သိအောင်တော့တခါလေးအမောက်ဖြစ်ထောင်ပြဖို့လိုတယ်ဆိုတဲ့လူမျိုးတွေဖြစ်တယ်အဲ့ဒီအချက်လေးအုပ်ဆိုးတယ်ဆိုတာသိတာပါနဝင်းကျုံပြီးတော့စီးပွားဆိုဗုဒ္ဓဘာသာပြီးရယ်စီးပွားဆိုတာအကြတာရေးကျုံပါ ဂျာပရီဂျာပရီဂျိုဆိုတဲ့အတိုင်းပဲဗုဒ္ဓဘာသာသမီးတွေကကျွန်တော်တို့ကလောက်ရတဲ့အလုပ်တွေမှာအကောင်းဆုံးပေါ့တခုခုကိုကိုတိုင်းကိုနာမည်နဲ့ထုတ်တာအကောင်းဆုံးလို့ပြောတာခါပါတော့ဗျာဟိုမြို့သီးကြက်မုတ်လေးရောင်းတာစာကိုနာမည်နဲ့ကိုထုတ်တယ်ခွက်လေးတစ်လုံးလောက်တာစာကိုနာမည်နဲ့အဲ့တော့ပစ္စည်းတွေမှာကိုနာမည်နဲ့ကိုထုတ်ပြီးတော့စီးပွားရှာတာတွေကအကောင်းဆုံးအဲ့တော့ brand တခုတိဆောက်တယ်လို့ခေါ်တာအဲ့တော့ ကွန်ပစ္စည်းထုတ်လုပ်မှုအပိုင်းကွန်ပစ္စည်း brand တစ်ခုကိုအရေးသွေးတစ်ခုထုတ်ပြတဲ့အပိုင်းအဲ့ဒါတွေမှာသူတို့ကတဲလန့်ရှိကြတယ်နော်အဲ့တော့တစ်ခုခုကိုထုတ်လုပ်နိုင်စွာမြင့်မားမြင့်ပါတယ်ဒါကြောင့်ပဲဟိုလူဘူသားမီဒီယာအလုပ်လုပ်တဲ့နေရာတွေမှာ brand တစ်ခုတည်ဆောက်နိုင်တာကွန်ပစ္စည်းထုတ်လုပ်နိုင်တဲ့စွမ်းရည်မြင့်မားတာဒါမှမဟုတ်လေသူများထုတ်လုပ်ပြီးသားကိုကိုကိုစလဲယူပြီးတော့ပေါအောင်လုပ်နိုင်တဲ့အစွမ်းရှိကြတယ်နော်ပြီးရင်ကျွန်တော်တို့ဖြန့်ပြူးတာဖြန့်ချီတာသူများထပ်ပို့ပြီးဖြန့်နိုင်စွမ်းရှိတယ်ဒါဒီဈေးကွက်မှာဒီ PC လေးတစ်ခုကိုကျွန်တော်က အလုံးတစ်ထောင်ရောင်းကျင်တယ်နှစ်ထောင်ရောင်းကျင်တယ်သုံးထောင်ရောင်းကျင်တယ်သူများတွေရောင်းမယ်ဗျာ6လတစ်နှစ်ကြာမယ်သူတို့ဈေးကွက်စီးပွားရေးကိုနားလည်ပြီးရောင်းမယ်ဆိုဗုဒ္ဓဘုရားမိတွေက2000 3000ကို order တွေတက်ပြီးတော့5ရက်နဲ့ရောင်းထွက်သွားအောင်လုံးနိုင်နဲ့တဲလန့်ရှိတယ်ရှိတယ်ဒါကြောင့်ပဲဗုဒ္ဓဘုရားမိတွေကဖြန့်ချီရေးလုပ်တွေဖြန့်ပြူရေးလုပ်တွေကိုယ်စားလှယ်လုပ်တွေကုန်ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့လုပ်တွေ brand တစ်ခုတိဆောက်တဲ့အပိုင်းတွေနော်ဒါတွေကိုလည်းကျွန်တော်တို့ကောင်းတယ်ပြီးရင်ဗုဒ္ဓဘုရားမိတွေကပညာဖြန့်ဝေတဲ့အပိုင်းမှာလည်းစီးပွားရှာလို့ရတယ်တက်တဲ့ပညာကိုပြန်သင်ပေးတာတွေ နော်ပညာသင်တန်းတွေဖွင့်တာမျိုးတွေထားပါတော့အခုဗီဒီယိုရိုက်တာကင်မရာရိုက်တာနားလဲတယ်ဒါဆိုကင်မရာ setting တွေအကြောင်းတွေဗီဒီယိုဘယ်လိုရိုက်မယ်ဆိုတဲ့အကြောင်းတွေဘယ်လို edit လုပ်မယ်ဆိုတဲ့အကြောင်းတွေနော်ဘယ်လိုတိဖြတ်ရမယ်ဆိုတဲ့အကြောင်းတွေဒါတွေကိုပြန်သင်ပေးတယ်ပေါ့အဲ့တော့ကိုတက်တဲ့ပညာကိုပြန်ဖြန့်တာမျိုးတွေပို့တူသားမိရစီးပွားရေးအနေနဲ့ရှာမယ်ဆိုရင်ကျွန်တော်တို့ကောင်းတယ်အဲ့တော့လုပ်ငန်းအကြီးမားကျယ်ပြန့်တာကိုပြောတာဖြစ်တဲ့အတွက်ဟိုတည်တည်မွားမွားလေးတွေလက်လီအလုပ်လေးတွေလုပ်နေကြတဲ့လူမျိုးတွေအနေနဲ့ငါတို့လုပ်ငန်းကိုဘယ်လိုကြီးကြံအောင်ချဲ့မလဲဘယ်လိုဆိုင်ခွဲတွေဖွင့်မလဲဘယ်လိုတစ်ခုနဲ့တစ်ခုပို့ပြီးတော့ လုပ်ငန်းမှာဟိုအကြီးကြီးဖြစ်သွားအောင်လုပ်မလဲဒါတွေအကုန်လုံးကိုကျွန်တော်တို့သိထားဖို့လိုပါတယ်အဲ့လိုမှမသိထားဘူးဆိုရင်ကျွန်တော်တို့စီးပွားရေးလုပ်တဲ့နေရာတွေမှာအားအနေချက်ရှိစီတယ်ဆိုတာကဘုရူသားကြီးတွေမှာရှိတယ်ပေါ့နော်အဲ့ဒီချက်ကိုလည်းသိဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့ဘုရူသားမိတွေစမ်းကြိုပေါ့စမ်းကြိုကအားလုံးသိတဲ့အတိုင်းပဲတင်းလာပိုင်တယ်တင်းလာပိုင်တယ်တင်းလာကကျွန်တော်တို့ကောင်းကင်ကလာမင်းအားလုံးလည်းသိကြတယ်အဲ့တော့ဘုရူသားမိတွေကကိုချက်ရတဲ့သူတွေကိုအိမ်အောင်ဘက်တွေကိုလက်ထွေရမဲ့လူတွေကိုသားသမီးတွေအဲ့လိုလူတွေကိုကျွန်တော်တို့ကတော့ပျော်စီခြင်းတယ် ပြောစေခြင်းပျော်နေတာကြိုက်တယ်အဲ့တော့ကိုချရတဲ့လူကမျက်နှာကြီးကတီကြည့်ပြီးအရန်ညူဆူနေတာရရစိတ်ကောက်နေတာရရစိတ်ချုပ်နေတဲ့ပုံဖြစ်နေတာအရရအလိုမကျနေတဲ့လုံဖြစ်နေတာအဲ့လိုမျိုးလူမျိုးတွေကိုတို့ကကြိုက်လည်းမရှိဘူးနော်ငါတို့စူးစမ်းကြရတာရှိမယ်ပင်မဖန်ရာကြီးမှာပင်မပျော်ရာရှိလဲငါတို့အထူးထူးပျော်ကြမယ်ဆိုတဲ့စိတ်မျိုးရှိတယ်တော့အဲ့လိုမှမဟုတ်တဲ့လူမျိုးဖြစ်နေတယ်အရာရာညူဆူနေတယ်အရာရာပြစ်တင်နေတယ်ကိုယ့်ပေါ်အရာရာစိတ်ကောက်နေတယ်ဒီလိုမျိုးလူမျိုးတွေနဲ့ဆိုတော့ဘုဒ္ဓသာမီးတွေကမမြဲတာများတယ် ဟောဗုဒ္ဓဘာသာမိတွေကကိုချစ်သူနဲ့အတူတကပျော်ရွှင်နေတဲ့စိတ်ချမ်းသာနေခြင်းတဲ့လူမျိုးတွေထားပါတော့ခီးသွားတာရှင်လားဟောအတူသွားကြအောင် အာရှင်သွားခီးတမမလိုက်ချင်ဘူးအဲဒီလိုမျိုးဖြစ်တာများလာရင်အိမ်တော်ကြီးမှာ divorce ဖြစ်ဖို့ဖြစ်ဖြစ်နဲ့နီးလာတယ်လို့မှတ်ပါဗုဒ္ဓဘာသာမိတွေကကိုနဲ့တသားနဲ့ဖြစ်မဲ့စိတ်သွားတိုင်းကိုပါကိုနဲ့တကယ်ကိုဟိုပါဗောပုံစံတွိုက်ချင်းတူတဲ့လူမျိုးကိုပဲကျွန်တော်တို့ကရွေးဖို့ကျွန်တော်တို့အကြံပေးပါတယ်အဲ့ဒါကပိုကောင်းတယ်အဲပြီးတော့ဗုဒ္ဓဘာသာမိတွေကအများအားဖြင့်ပြောင်းရွှင်နေတဲ့ချက်သူ အမြဲတမ်းကြီးလင်းလင်းနေတဲ့အချစ်သူဟိုခန္ဓာကိုယ်မှာလည်းအရင်ညစ်ပတ်ရှုပ်ပွားနေတာမျိုးမကြိုက်ဘူးနော်ဒါကြောင့်ပဲဗုဒ္ဓဘုရားမိတွေကကိုချစ်သူကိုယူရတဲ့ခါကျရင်နည်းနည်းတန်တန်ပြပြရှိတဲ့လူကြီးလင်းလင်းရှိတဲ့လူအသားကြီးဖြူတယ်ညိုတယ်ဆိုတာကိုတော့မပြောလို့ဒါမဲ့မျက်နှာလေးကြည့်ပြီးတော့ဟဲ့အေးချမ်းလိုက်တာအာသူကအရင်မချောရင်မဲ့သူမျက်နှာလေးကြည့်ရင်ငြိမ်းချမ်းလိုက်တာအဲ့လိုလူမျိုးကိုရွေးချယ်ယူရင်အိမ်တော်ကြီးပိုတာရတယ်ပိုမြဲတယ်ဗောနော်ပိုပြီးကောင်းတယ်ဒါကိုလည်းကျွန်တော်တို့သိထားစေချင်လို့ပြောတာပါနော်အဲ့ဒီအချက်လေးတွေကိုလိုက်နာဖို့လိုတဲ့အခြေအနေအိမ်တော်ကြီးမှာအဲ့ဒီပုံစံမျိုး flow ဝင်တဲ့လူကိုယူနိုင်အိမ်တော်ကြီးပိုပြီးတာရနိုင်တယ် လောက်ဆောင်တော့သဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ဗီဒီယိုအရှိအဟိမပြောတော့ဘူးအခြားခြားသိသိတဲ့ခါကျရင်လည်းကျွန်တော်ဟိုအထက်ဆောင်မှန်းပြီးအောက်နင်းချမ်းကိုလည်းဘလို့ဆောင်ရမယ်ဆိုတာလေးဘလို့ရှောင်ရမယ်ဆိုတာလေးပြောပြပါမယ်နော်အဲ့တော့ဗုဒ္ဓဘာသာမီးတွေအားလုံးကိုကိုတိုင်းတိဆောက်နိုင်ကြပါစေဘလို့လုပ်ရင်ပိုကောင်းမလဲဆိုတာလေးလာသုံးသပ်ပြီးတော့ဘဝကိုပိုကောင်းဆက်ရှောက်နိုင်ပါစေလို့ဆုမကောင်းတောင်းရပါတယ်ဗျာ